ိန်နဲ့ပြစီသွားတာတော့ဘောလုံးကွင်းတကွင်းစာလောက်ဒါပေမဲ့ဟိုသူတို့အစအနလေးတွေလွတ်ပြောဟိုအပေါက်တွေဟိုအိမ်ကိုအပေါက်သွားမှန်အုံးမင်းတွေကိုအပေါက်သွားမှန်နေရတော့ဘောလုံးကွင်းတကွင်းစာမကောက်ဘူးကွင်းစာလောက်နေမှာအဲ့လိုဟိုပြင်အားရောက်တဲ့ဟာတော့မင်းကင်းမှာဆိုလို့ရှိရင်ဒီမေ23ရက်နေ့ခဲမှာပေါ့နော်မင်းစုနဲ့ဒီတာစီကြေးရောပေါ့လေချောင်းတက်ခတ်တယ်လို့လည်းသိရတယ်ပေါ့နော်ဆိုတော့လေချောင်းမတိုက်ခံရခင်ပေါ့နော်ဒေတာကန်တွေကဘယ်လိုမျိုးတွေရှိနေကြလဲဗျကိုယ်နေအိမ်မှာပဲနေထိုင်နေကြတဲ့အခြေအနေမျိုးလား ါလေကြောင်းမတိုက်ခင်ကတော့ဒီသူတို့တခြားတက်တနိုင်လည်းမရှိဘူးမရှိရခါကြတော့သူတို့ကဒီကို့အိမ်နဲ့ကိုမှာပဲအေးဆေးဆေးနေကြတယ်ကလေးရလည်းသူတို့ဆော့ပြလေးဆော့နေကြတယ်သူတို့ဒီအပြက်ခတ်ဖြစ်နေတာကတော့အခုကျွန်တော်တို့တာစီမင်းစုနဲ့ဟွာလာဝေးရတဲ့၆မိုင်၇မိုင်လောက်ဝေးရရောမှာဖြစ်နေရအဲ့ခါကျတော့သူတို့ကလည်းဝေးရဆိုပြီးမှဒီပုံမှန်နေတယ်လို့မျိုးပဲပေါ့သူတို့တခြားဟိုတခြားကြောင်းလည်းမရှိဘူးဆိုတော့ဒီတိုင်းလေးပဲနေကြပေါ့ဗျာလေရင်ကလေကိုတို့နှစ်စီးလောက်နဲ့များကျဲတယ်လို့သိရလဲဗျာ ဘယ်နှနေရာလောက်ကိုကျဲသွားတာလဲရင်းရင်းကတစည်းရဲပြတစည်းရဲကမှနှလုံးချသွားတာပုံကတော့ဘလို့မျိုးစားလည်းမသိဘူးပြင်းအားတော့တော်တော်များတယ်တော်တော်ဝေးဝေးကိုလည်းရောက်တယ်တော်တော်တို့ချတဲ့နေရာနေအဝေးကိုလည်းတော်တော်ကြွားတော်တော်လေးကိုနှက်နှက်ဆက်ဆက်ပေါ့အဲ့ဒီအချိန်မှာပေါ့နော်ဒီလေရင်ကပောက်ကွဲသွားတဲ့အချိန်မှာပေါ့ကိုတို့ဒီမြင်တွေ့ရတဲ့အချိန်လေးတွေပောက်ကွဲပြီးတော့ပေါ့နော်အချိန်နေဖြစ်သွားတဲ့ မြင်ငွေလေးတွေပြောပြပေးပါဦးကိုလိုဟုတ်ဟိုစစချင်းကအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကចောင်းမှုဆရာဆိုတော့ចောင်းမှာကလေးတွေစတင်တဲ့အခါမှာဆိုရင်ချက်ဖိုက်ပိုင်ပိုင်လာလို့ရှိရင်ကျွန်တော်တို့အတန်တွေလည်းကြားရတယ်ပေါ့လေဝေးရလည်းကြားရတဲ့အခါကျတော့ကျွန်တော်တို့ကလေးတွေကိုထိမ့်သိမ့်လို့ရတယ်ထိမ့်သိမ့်နိုင်တယ်ပေါ့လေအခုကတော့ကျွန်တော်ကလည်းအဲ့ဒီယူမှာရှိနေတယ်ဘေးရနေပြီးတော့စသွားတင်နေတောင်းဆရာပါကျွန်တော်ဒီနိုင်ကောလိပ်ရှင်မှာအားကြတော့အဲကျွန်တော်ကအရှိဖက်ချမ်းမှာရှိနေတယ်သူတို့ဘုံကျဲတော်တာကအနောက်ဖက်ချမ်းမှာကျဲကျဲသွားတာပေါ့နော်အမှ ဟိုဒီလေးရင်တန်းလုံးဝတော်တော့ဟိုအရင်တော့လိုမျိုးမကြောက်ဘူးတခါလဲရှူးဆိုပြီးမှကိုမဝဲလဲမဝဲပဲနဲ့တခါလဲကိုတားလိုက်ချက်တော်တာသူကအဲရှောင်းချင်းတိမ့်ချင်းတိတ်ပြောမရှိလိုက်ဘူးပေါ့ဗျာအရင်လိုလဲမဝဲဘူးလေးရင်တန်းလဲမကြားလိုက်ရဘူးချက်မှပဲအဲလောကရှူးဆိုတဲ့အတန်လေးကြာပြီးမှလောကချက်တော့ဘလို့မှရှောင်းချင်းတိမ့်ချင်းလဲကျွန်တော်တို့မရှိလိုက်ဘူးမြေပြင်မှာပေါက်ကွဲသွားတဲ့အခြေအနေတွေကအခုဟိုဘလိုမျိုးတွေလဲဗျာနှလုံးထဲဆိုတဲ့အခါကျတော့အိမ်တွေကဟိုစုပြီးတော့နေထားတဲ့အခြေအနေမျိုးလေးလားဘလိုမျိုးတွေလဲမသိဘူးနောက်တစ်ချက်ကဘောနော့ အဲဘယ်လိုမျိုးတွေပေါက်ကွဲသွားတာလဲညကြီးတွေလည်းလော့ဆင်သွားတဲ့အခြေအနေမျိုးလားဘယ်လိုမျိုးတွေလဲမသိဘူးသူတို့ရဲ့ပြင်းအားပေါ်တော့ပြင်းအားဘယ်လိုမျိုးအခြေအနေမျိုးတွေလဲဒီကတော့သူမဝင်သွားဘူးပြတိအနည်းငယ်မှရှိတဲ့အိမ်တွေကိုတော်တော်များများကိုသူသူအလုံးအကိုလွန့်ဆင်သွားတာမိရလဲတောက်လျှောက်လောင်သွားတာဒီတော့လဲဆိုကျွန်တော်တို့ကြောင်သားလေးတွေတောင်မှလူငယ်လူရွယ်လေးတွေဒီ14နှစ်ဝန်းကျင်15နှစ်ဝန်းကျင်ကလေးလေးတောင်မှမဆောင်နိုင်မသိနိုင်တဲ့အိမ်တွေမှာပေးနေပြီးတော့ဒီကျွန်းတော်တာမျိုးတွေလောက်ကြီးကိုရှိတယ်။လုံးဝကိုဒီဒီထမ်းမင်းတွေပါထမ်းမင်းဆိုတာပြကျွန်တော်တို့တစ်ဖက်လောက်ကြီးရှိရဲထမ်းမင်း အိုက်ထမ်းမင်းကြီးတော်လုံးကပြတ်ကျသွားတာမျိုးအုံငယ်နေစုံဟိုဘက်ကြီးပဲပေါက်သွားတာမျိုးအဲ့လိုမျိုးတွေကြီးဘေးတော်တော်ဝေးတဲ့အိမ်တွေရာကတ်တရားဆလို့အဲ့လိုပေါက်ထွက်သွားတာမျိုးတွေအဲတော့ပြင်းတော့တော်တော်များတယ်ဒီဒီကျွန်တော်တို့ပဲမျိုးပေပါတွေပေါ့ဗျာကျွန်တော်တို့ဒီဘက်မှာမျိုးပဲမုံမြေပဲစိုက်တဲ့ပေပါတွေရာဆလို့အကုန်လုံးကိုဟိုလွတ်ကျန်တော့တာမျိုးစပကြီးတွေကလည်းဒီစပားတွေကျနေတာမျိုးအဲ့တော့လူကတောင်းလျှောက်သူတို့ကျဲသွားတဲ့အိမ်အစီအစဉ်အပိုင်းနဲ့အဲ့ရက်ွက်ကလေးတစ်ခုကတော့အုံလုံးကိုပြောင်းဆန်ပြီးတော့ မီးတွေလောင်သွားတယ်မလောင်တဲ့အိမ်တွေကလည်းအကုန်လုံးပျက်စီးသွားတာလွတ်ဆင်အကုန်လုံးလွတ်ဆင်သွားတယ်ပြည်နေကပ်ပြီးအကုန်ကွာကျအကုန်စီးနှပ်ပျက်စီးတွေအကုန်လွတ်သွားတယ်ဒီပောက်ကွဲပြီးသွားတဲ့အချိန်မှာဘောတော့ဒီဗနမိုင်လောက်ကိုများထိတော့တော့ဒီဒီပောက်ကွဲကဘောတော့ဗနမိုင်လောက်ထိများအဲထိတိုက်မှုအခြေအနေတွေကြုံတွေ့ရတဲ့ဟာမျိုးလည်းမသိပြဘူးအဲ့ဒါလေးကိုတို့မြင်တွေ့ရတဲ့လောက်ပြောပြပေးပါဦးဟုတ်ဟုတ်ဒီရွာသူတို့ရွာแท้ပေါ့သူတို့ရွာแท้မှာအနည်းအနည်းဆုံးကတော့အဲ့ဒီလုံးဝပြတ်မှတ်တဲ့ တဲ့ပတ်ဝန်းကျင်တော့တဝိုက်ကတော့နွားတွေဝတ်တွေအကုန်လုံးမှန်နေခဝဝေးကတော့ဒီမိုင်တော့မရှိတော့ဘူးဘေးရွာဒီတွားကြတာမျိုးရှိတယ်မိုင်ဝက်လောက်နေမှလည်းဒီတွေဘေးရွာအဲ့ရွာအထိဟိုအဲ့လိုစာနာလေးတွေတွားကြတာမျိုးလေးတွေရှိတယ်အဆိုးဆုံးကတော့သူရဲ့ပြတ်မှတ်တဲ့အနီးနားတဝိုက်ကတော့တော်တော်များများအဆိုးဆုံးပေါ့အနာဖမ်းနေနေအုံနေနေရစလို့အလိုလဲတွားမျိုးတွေပြတ်ကျသွားတာမျိုးတွေရှိတယ်အော်ဟုတ်ကဲ့ပြန်တော့ကိုတို့ခံမှန်းချေပေါ့နော်ဒီအခုဒီမီးလောင်ပြီးတော့မှပျက်စီးပြီးတော့ပောက်ကွဲသွားတဲ့နေရာက အဲဘယ်နှမိုင်လောက်အများရှိမလဲပို့တော့တော်တော်ပြောလုံးကွဲကွဲစာလာလို့လားကွန်ဝက်စာလောက်လားပေါ့နော်ဘယ်လောက်လောက်များပျက်စီးသွားတဲ့အခြေအနေမျိုးတွေတွေ့မြင်ရလဲမသိဟုတ်ဟုတ်တိနေပျက်စီးသွားတာတော့ဘောလုံးကွန်းတကွန်းစာလောက်ဒါမဲ့ဟိုသူတို့အစအနလေးတွေလွတ်ပြီးဟိုအပေါက်တွေဟိုအိမ်ကိုအပေါက်သွားမှန်အုံးမင်းတွေကိုအပေါက်သွားမှန်နေရတော့ဘောလုံးကွန်းတကွန်းစာမကောက်ဘူးနှစ်ကွန်းစာလောက်နေမှာအဲ့လိုဟိုပြင်အားရောက်တဲ့ဟာတော့နောက်တစ်ချက်ကလေကိုတို့အစ်စ်ကောင်းစီကဒါအတိတက်ဖြတ်တဲ့အခုတက်ဖြတ်တဲ့ဒီဘုံကလေဘာများဖြစ်မျိုးစားဖြစ်မယ်လို့ကိုတို့ယူဆတယ်လေဗျဟုတ် ဲ့ဒါတော့ကျွန်တော်တို့ကလည်းဒီဒီဘက်မှာဟိုအခုဒါဟိုအတွေ့အကြုံမရှိဘူးပေါ့နော်မရှိဘူးတချို့ကလည်းလိုက်ရှာနေကြတယ်အဲ့ဒီအစားအသောက်ရောအဲ့တော့ဟိုသူတို့ပြောတာကြတာတော့ဒီ single single ပေါက်သွားတဲ့ဘုံလို့ပြောတယ်ကြာပေါက်900တော့မဟုတ်ဘူးလို့သူတို့ဒီနည်းနည်းတည့်ရလူတွေပေါ့ဗျာကြောင့်ကျင်တဲ့လူတွေကတော့အဲ့လိုမျိုးပြောတယ်ကျွန်တော်တို့ကတော့ဒီပညာရေးပိုင်းရပဲဆိုတော့တိတ်အားရတော့မကြောင်ကျင်ဘူးပေါ့လေသူတို့ပြောတာကြတာတော့ဒီတစ်စက်ပြီးတစ်စက်ပေါက်သွားတာလေအဲ့ဒီဘုံတွေရတယ်။အော်ဟုတ်ကဲ့ဆိုတော့လေတော့ကိုတို့ ဒီပောက်ကွဲသွားပြီးတဲ့အချိန်မှာဒီအလောင်းတွေကိုကောက်ယူရတဲ့အခြေအနေလေးတွေရောပြောပြပေးပါဦးနော်တို့တွေကတစားစီကောက်ခဲ့ရလားဗောနော်ပောက်ကွဲသွားတဲ့အချိန်ကတော့ဒီကျွန်တော်လည်းဒီပောက်ကွဲပြီးမကြခင်မှာပဲအဲ့ဒီနေရာကိုရောက်လာဗောနော်ဆဆချင်းရအောင်ကျွန်တော်လည်းဝက်နေကြအဲ့ချိန်မှာတော့တော်တော်ကိုတော်တော်ကိုရွေးစင်တဲ့အတိုင်းပဲကျွန်တော်တို့ဗျမ်းမတာတော်တော်ဖြစ်တော့တာကလေးတွေကလည်းအမေဖေနဲ့ကွဲသွားတာနောက်ပြီးတော့ဒီလင်းကနောက်ထပ်ပြောဝဲနေတွေက ဝဲနေတဲ့အခါကျတော့ကျွန်တော်တို့ကကျွန်တော်ကိုနိုင်ကလည်းကျွန်တော်ကလေးတွေကိုကျွန်တော်တော့မဆွတ်လွတ်နိုင်ဘူးအဲ့ခါကျတော့ကျွန်တော်ကိုနိုင်ကလည်းကလေးတွေကိုဆွဲထုတ်တယ်ဒါရရတဲ့ကလေးတွေကိုဖုန်ကြီးကြောင်းမှာအကုန်လုံးစုရယ်ပေါ့နော်တခြားလောလောဆယ်ဖုန်ကြီးကြောင်းမှာမပို့နိုင်တဲ့လူနာတွေကိုကျတော့ဟိုနီးစက်တဲ့ရွာပြင်ဘက်ကထန်းတော်တွေနောက်ရွာပြင်ဘက်ကတဲတွေနောက်ရွာပြင်ဘက်ကခေါရိုးစင်တွေအဲ့ဒီအောက်တွေကိုကျွန်တော်တို့ဟိုတူလည်းနီးစက်ရနီးစက်ရနောက်ပြီးတော့တခြားကျတော့တော်လိုင်းရေးဖွဲ့ရေးကူညီလာတဲ့လူတွေရောက်တဲ့ဟာခါတယ်ရောက်တဲ့လူတွေကလည်းနီးစက်ရနီးစက်ရဝိုင်းဆွဲပြီးတော့မှရွာပြင်ကိုရောက်အောင်မှကျွန်တော်တို့လုံးဝဖျက်ရတာ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာတင်ကိုအပေါ်ကလေရင်ကလုံးဝဝဲနေရနေနေရတာလေရင်ကြီးကိုလည်းအတန်းမကြောက်ဘူးကျွန်တော်တို့ကနောက်တစ်ခါ drone ကလည်းဆက်တိုက်တိုက်ပြီးဝဲနေရတယ်တကယ်ကိုကျွန်တော်တို့အဲ့မှာလူနာတွေကလေးတွေပြန်ချချပြီးတော့ကျွန်တော်တို့ဟိုဟိုအုတ်တိုက်ရှိတဲ့အိမ်ဝင်တွေကိုဝင်ကြည့်ရတာမျိုးတက်တက်ဝင်ကြရတာမျိုးအဲ့လိုမျိုးအခြေအနေတွေကိုစီရတော်တော်ကိုဗျမ်းပတာအလောင်းနေရာတော့အဲ့ဒီတိတိကျကျကျတဲ့အိမ်ကအလောင်းကအလောင်းနေရာတော့ဒီလုံးဝမိကျွန်းသွားတဲ့ကလေးတယောက်ပါတယ်နောက်အုံနောက်ဒီဟိုမျက်နှာတွေကိုမမှန်မိလောက်ဟာပျက်စီးသွားတဲ့ အနေထားတော့အဲ့ဒီမေရခုနအုံနောက်တွေထွက်တဲ့မေရပွေထားတဲ့ကလေးလေးပေါ့ဗျာပွေဘယ်လိုလဲရှင်ရှင်ကိုနဲ့မှထားရတဲ့အရွယ်ပေါ့အဲ့ကလေးလေးကလည်းဟိုတစားစီကောက်ယူရတာမျိုးလေးရှိတယ်ဒီပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီအင်တာဗျူးလုပ်တဲ့အချိန်မှာဘောတော့အဲဒီဒေတာကန်နေရပြောတာတော့ဆက်တယောက်တည်တယ်လို့လည်းပြောကြတယ်ဒီ30ဆော့ရတယ်လို့လည်းပြောကြတယ်ပါဆိုတဲ့အခါကျတော့ကိုတို့ဒီနေ့အထိပေါ့နော်ဒီတေဆုံးတဲ့လူတွေနဲ့ကြီးကဲတန်ရတဲ့လူတွေကတည်ပြုပြီးတော့ဘောတော့ရရှိထားတဲ့ စင်းတွေကဘယ်လောက်များရှိသွားပြီလဲဗျာဟုတ်ဒီလုံးဝ confirm ဖြစ်တာကတော့14ရောက်ပေါ့14ရောက်မှာကျွန်တော်တို့တောင်းဝခလေးတွေက7ရောက်လောက်ပါနေတယ်ကျန်တာတော့အကျပ်သားတွေပေါ့ဒါရရတဲ့လူကလည်း10ရောက်လောက်ကတော့ရှိမှာနေဆုံးသူတို့ဒီဒီဒီဟိုဟာပေါ့ဗျာဟိုပြင်ပတန်ရလေးတွေရတာတော့ဒီကြည့်ကြကြရတဲ့ကလေးတွေကတော့ရှိုံရောက်တော့တာဆိုတော့ ကောက်စီကဘုံချဲတဲ့အချိန်မှာဒီဆွေမျိုးတွေများပါမလားဗျသဘောတရားခုတဲ့အိမ်ထဲမှာကို9ရောက်6ရောက်သေးတာမျိုးတွေအဲ့ဒါမျိုးတွေများလားမသိဘူးဘယ်လိုမျိုးတွေများလဲမသိပြခုဟုတ်တယ်တချို့ကလည်းတအိမ်တရောက်အဲ့လိုမျိုးလေးတချို့ကကြတော့လည်းတအိမ်ထဲနဲ့3ရောက်ကတော့1မီတာစုနောက်1မီတာစုကကြတော့ဟိုဖေးထက်တဲ့သူကစောင့်ကြည့်ပေါ့နော်သူရောဆုံးမဲ့ဆိုတော့4ရောက်ကြီးဖြစ်သွားမှာမဆုံးမစင်းလို့ပဲကျွန်တော်တို့ကစုတောင်းနေရတာပေါ့လေအဲ့ဒါမျိုးတွေကိုဒါကိုတို့ဒါ14ရောက်ကြီးထဲမှာဘယ်နဲ့အိမ်ဆောင်စုများပါလဲမသိဘူးကိုတို့ဟုတ် အဲ့လိုမျိုးများများပါတာနှစ်အိမ်တောင်စုပြနှစ်အိမ်တောင်စုတိမ်ထဲမှာဒီသားစု၃ယောက်ကတော့ဆုံးသွားပြီနောက်တစ်စုကလည်း၃ယောက်ဆုံးသွားပြီနောက်ပြမတစ်စုကတော့မေနဲ့တမီးငယ်သုံးလေးကျန်တယ်နောက်တစ်စုကတော့အဖေတယောက်ပဲကျန်တော့တယ်နောက်သူကလည်းစောင့်ကြည့်နေရတာမျိုးလေးပေါ့နော်ဒီတန်ရရတဲ့လူတွေကုသဖို့အတွက်ဒီကောဘစားသေးတွေတို့ထိုးသေးတွေတို့ပတ်တီးတွေတို့ပေါ့နော်ဒါပြီးတော့နောက်ကဆရာဆရာမတွေရောအဲဘယ်လိုမျိုးတွေကြုံတွေ့နေကြလဲလုံလောက်မှုရှိရောရှိလားပေါ့နော် နောက်တစ်ခုကဒါဘယ်လိုမျိုးတွေရင်ဆိုင်နေကြတဲ့အခြေအနေမျိုးတွေရှိလဲလုံလောက်မှုကတော့မရှိပါဘူးဒီမှာအရင်ဆုံးရောက်လာတာတော့ဒီကျမရေးဆရာမနှစ်ယောက်ရဲ့နောက်ပြီးတော့ဆေးတက်တာနှစ်ယောက်တော်တော်ကျမဆေးမှုတစ်ယောက်ရောက်လာတာဒီဆရာမတွေကတော့တို့မှရှိရဲ့ဆေးဝါးရည်ကြီးတယ်ဒါမဲ့ဟိုဘယ်လိုပြီးတော့ပြည်စုံပါလဲကျွန်တော်တို့ကဒီလူနာတွေကတာချင်းကြားမြဲခါကြတော့ဆေးဝါးလိုအပ်ချက်တွေကတော့ရှိရသူနေနေလဲခက်ခဲရှိရပါလေဝယ်ချင်တဲ့ကလည်းဝယ်လို့မရတဲ့အနေအထားဆေးဆိုလို့ချင်းပုံလေးတစ်ပုံတော့ယူလို့မရဘူးဒီကမှာတော့ဟိုတော်တော်လေးကို 那道理我了解的明白。以前我做那些，以前的没做嘛，做那些嘞，那的里边嘞，房价嘞，七千六的起价，不拿平价一路把路卖嘞，可能每间不嘛，房价嘞七千的起价嘞，那你现在话做那些老嘛，那的每间不嘛起价，所以话我们老老母，我有有多少味道嘛，哎，顾大家的，对嘛，大家的来比较舒家来啵，所以话，我可能大家的哟，啊，顾你了，多少的起嘛，那买有便宜的，六六的多少的家嘞，比较好，喜欢顾大点嘛。 နောက်ထပ်သူတို့လုံခြုံတဲ့နေရာကိုတော်လေးဟိုစေဝါပြည်စုံတဲ့နေရာကိုပို့ပေးရတာဗျာဒီအဲ့လိုမျိုးပို့နေတဲ့အချိန်မှာတော့တော်တော်ခက်ရင်တာပေါ့အချိန်ကြီးလည်းတော်တော်လေးကြာသွားတယ်ပေါ့ဗျာဒီကားတွေတုံးပြီးနေလည်းဒီဘုံဆားလိုက်တဲ့အတန်းလေးတွေလည်းဝဲနေတဲ့ခါကျတော့ဟိုသူရောကိုရောအဲ့လိုပြေးကြတာလေလောက်အောင်ပြေးကြတာမျိုးတွေဆိုတော့တော်တော်ဆက်တွေရပြတ်သွားတယ်ကျတော့လည်းခါကြတော့လူနာတွေရတွေးထွက်လွန်တာမျိုးတွေလက်ပြချီကြဖြစ်တဲ့ကလေးတွေရလဲစောစောတုန်းကတတိယပြီးတော့အဲ့ဒီအချိန်မှာဟိုဆောင်းရတဲ့ကြာသွားတဲ့ခါမှာဟိုဒီမိသွားတာမျိုးတွေ နောက်မှဆရာမတွေနဲ့ပြန်ချိန်ပြီးကျွန်တော်တို့ဟိုစစ်ဖြစ်မဲ့နေရာလေးတွေကိုလိုက်ရှာပြီးမှဆေးကုကုပြီးမှတနေရာကိုပို့ဆိုတော့အချိန်ကတော့လင့်လင့်သွားတာပေါ့ဗျာတော်တော်လေးဆောင်းလိုက်ရတာပေါ့အဲ့ဒီအတွက်လည်းဟိုဟိုကလေးတွေအနေနဲ့တော်လေးဟိုအားနေချက်တွေချက်သွားပေါ့တချို့ဆိုလို့ရှိရင်လည်းအဲ့လိုဟိုတတိမိမျောသွားတာမျိုးလေးတွေချက်သွားပေါ့အဲ့ဒီဟိုတရက်ကဆိုလို့ရှိရင်တည်ဆုံးတာ17ယောက်လို့ပြောထားပြီးတော့နောက်ထပ်2ယောက်တော့တိုးလာတာပေါ့ဆိုတော့တယ်ရွေးလောက်တဲ့အချိန်မှာစစ်ကူတာပေါ့သွားတဲ့အချိန်မှာလမ်းပေါ်မှာဆုံးတဲ့အချိန်မျိုးလားဗျဘယ်လိုမျိုးကြီးလဲမသိဟုတ် ဟိုចောင်းသူလေးတယောက်ကတော့လမ်းမှာပဲ送သွားတာဗျာចောင်းသူလေးတယောက်ကတော့လမ်းမှာပဲ送သွားပြီးတော့ဟိုကြံနေတယောက်ကတော့ဟိုဖြေရောက်မှ送သွားပါဒီအမျိုးတွေဘောတော့စစ်ကောင်စီကတက်ခိုက်နေတဲ့အခြေအနေမျိုးတွေရှိတာဆိုတဲ့အခါကျတော့ဆိုတော့ဘောတော့တို့ကလည်းဆွဆွဲမှုတွေခဏခဏလုပ်လို့ရှိတယ်ဘောတော့ဒါတွေက PTL ဖြစ်ပါတယ်ဆိုပြီးတော့မှလည်းသူကဆွဆွဲမှုတွေရှိတယ်ဗောဒေတာကလည်းတည်ဆုံးသွားတဲ့လူတွေကသာအရက်သားတွေလာပြီးတော့တော်တော်တွေကတော်လိုင်းအင်အားစုတွေများဖြစ်မလားဘယ်လိုမျိုးတွေများတည်ထားရလဲဟုတ်အခု၁၄ရက်ထဲကတော့လုံးဝ ဒီတော့လည်းဒီမှာပြောင်းမှာမပေါဘူးကျွန်တော်အဲ့ဒါကိုတော်တော်လေးကန့်ကွက်တယ်ဒေါ်လာလည်းတော်တော်လေးထက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအကြောင်းဖြစ်တယောက်ဖြစ်နေလို့ကျွန်တော်ကြောင့်သာ၈ရောက်ပါတယ်ကျွန်တော်ကြောင့်သာ၈ရောက်ပါတယ်ဒီအဲ့နေကမနေ့ကဖြစ်တဲ့နေ့မှာကျွန်တော်ကဟို၆လပြအတွက်အောင်စင်းထွက်ထိုင်နေလည်းဖြစ်တယ်ခရီးနှစ်ပိုင်းလေးမှာဝန်တာပြီးတော့နေ့လည်းခဲမှာဟိုဆုံသွားကြတယ်ပေါ့ကျွန်တော်တပည့်လေး၈ရောက်လောက်ကိုပါတယ်ဒီဒီသူတို့ရဲဘော်တွေမပါဘူးဒီဒီရဲတွေလည်းမပါဘူးသူတို့ဒီအဖွဲ့ဟိုပါကပါဆိုတဲ့လူတွေလည်းမပါဘူးပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်ကိုနေ့ကပြီးရမှာ ဟိုတောင်းတနေလူဆိုအကုန်လုံးကိုတည်တယ်ဒီကလေးလေးရောအကုန်လုံးကလေးလေးရောသုံးသွားတဲ့လူတွေရောလုံးဝအရသားလေးကြီးပဲအသက်ရွယ်ကိုကြည့်နေဆိုလို့ရှိရင်လည်းဒီဘယ်သူပဲကြည့်ကြည့်တည်နိုင်မှာနော်တော့လူကြီးပိုင်းတွေတည်ရတာလည်းတကြီးပိုင်းတွေပဲလူငယ်ပိုင်းဆိုတာမပါတော့လောက်ပဲအဲနောက်ပြီးတော့လည်းဒီတော်လိုင်းရီသမားတွေကဖတ်သွားဖတ်လာမျိုးရှိမျိုးတော့ရှိတယ်ပေါ့လေဒါပေမဲ့သူတို့လောက်သွားတဲ့နေရာတွေကဒီတကယ်အရသားနေရာတွေပဲလုံးဝအရသားတွေပဲနေရနေရဟိုတော်လိုင်းမာရီကဖတ်သွားဆက်လာတော့ပဲရှိရပါအဲ့ဒါကြီးကတော့မှသူလုံးဝဆက်ကြေးတော့ ခုဆိုလို့ရှိရင်သကိုင်းတိုင်းမှာဆိုလို့ရှိရင်တောက်လျှောက်ပေါ့နော်ဒီစက်ကောင်စီကပြတ်မှတ်ထားပြီးတော့မှကျဲနေရဲ့အခြေအားတွေရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေကျဲနေရတဲ့အခါမျိုးတွေမှာပေါ့နော်အခုလိုမြေပြင်မှာတွေရောဟိုလေချောင်းအန်တေရဲ့ပေးတာမျိုးတွေအသိပညာပေးတာမျိုးတွေတခြားပါပေါ့နော်ဘုံကိုချင်းတွေတူထားဖို့တွေမျိုးတွေပေါ့နော်အဲဘယ်လိုမျိုးတွေနှုတ်ဆော်ထားတဲ့အခြေအနေမျိုးတွေရောရှိတယ်လားဗျာဒီကိုဒေတာတွေမှာလေဟုတ်ဟုတ်ဒေတာအနေပြီးမှဥစည်းတမှာ ဟိုအဲ့လိုမျိုးလုံးကြပါ၊ကြိုင်ကြပါဆိုဒီမှာတိတိကျကျညွှန်ကြားထားတာတော့မရှိဘူး။ဒါပေမဲ့ကိုယ်အသင်းနဲ့သူတွေနဲ့ဒီ online ပေါ်ကနေပြီးတော့ပြောတာတွေတခြားဟိုအပေါင်းအသင်းဆက်နွယ်စစ်တင်နေပေါ့နော်။တခြားနယ်တွေကတော့ပဲလို့တွေလုံးကြရဲဒီလိုတွေလုံးကြရဲအဲ့လိုမျိုးတရေနေရာတော့ကြားရဲကြားပေမဲ့လည်းကျွန်တော်တို့ဒီတိုက်နယ်30ပညာရေးမှပြောရင်တော့အုပ်စုခွန်ပေါ့နော်။အဲ့အတော့မှကတော့ဟိုပဲနေရာမှာမှဒီလိုမျိုးတွေလုံးထားတာတွေမရှိဘူး။အခုအတွေ့အကြုံရဆိုလို့ရှိရင်တော့ဘုံခုချင်းနေနဲ့လည်းမလုံလောက်ဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့လေရင်ကလုံးဝ ဟိုအရင်တော့လို့အတန်ကြီးမချပဲနဲ့ဟိုလုံးဝဇုတ်တရက်ကြီးရွှေဆိုပြီးမှခါရဲချသွားဆိုကျွန်တော်တို့စာတင်ကြောင်းတွေမှာတူးမဲ့ဆိုတော့မှတိတ်ဆောင်ချင်းဒိမ့်ငိမ့်တိတ်မရှိပါဘူးဒီလိုမျိုးတွေဘနော်စက်ကောင်စီကနေပြီးတော့မှဒါရက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီးတော့ဘနော်ဒါနိုင်ငံတကာတွေပဲဖြစ်ဖြစ်ဒါအပြစ်ဆိုင်ရာတွေပဲဖြစ်ဖြစ်ခုဘနော်ဒီတရားများတတ်မှုရဖို့တော့ဘနော်ကိုတို့ဘာတွေများတောင်းဆိုချင်လဲဗျာဟုတ်အော်ကျွန်တော်တို့ကတော့ဒီလိုမျိုးကျွန်တော်တို့ဇေတင်လည်းမဟုတ်ဘူးဂျန်နေနေရာတွေလည်းဖြစ်ဖြစ်နေတာဆိုတော့နေတိုင်းနေတိုင်းဒီလိုမျိုးပဲ တ်နေကြတော့မှလားဒီလိုမျိုးပဲကျွန်တော်တို့ကလေးတွေဆုံးရှုံးနေကြမှလားမေးချင်ပါတယ်။နောက်တခြားဒီနိုင်ငံတကာမှာရှိတဲ့ဆိုအတိုင်းဝိုင်းနေဇူးမီရလည်းဒီလိုမျိုးပဲလက်ပိုက်ကြည့်နေကြတော့မှလားလူသားချင်းစာနာသေးခြင်းနဲ့ကျွန်တော်တို့ကလူတွေပါအဲ့စလိတ်ချန်နေမဟုတ်ပါဘူးစလိတ်ချန်နေတို့တောင်မှကျွန်တော်တို့ကကျွန်တော်လောကရိုးသားဖြစ်စင်တဲ့လူတွေဖြစ်တဲ့အတွက်အကြောင်းမဲ့ဘယ်သူမှမတတ်ချက်ကြပါဘူးဒီအကြောင်းလေးကိုတော့မက်ဆေ့လေးပေးစီတင်ပါဆက်သက်လေးတွေဟာတနအိမ်ပိုင်း60နေပါတိလင်းမြအောင် ပြန်တန်းနိုင်တယ်လို့လေ့ကျင့်140 kg ထိတည်ဆောင်နိုင်ပါတယ် မြင်းပေ18000အထိလည်းပြန်တက်နိုင်ပါ रे ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ဒီပြပါအင်ဂျင်ဆက်တန်ပန်ကာတန်ကြားရင်ပဝင့်ဂျင်ကိုလေ့လာပါဆက်သက်လေးဒီကိုမြန်ပါကဒါမှမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါလူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြတ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုဒီပြရှောင်ရှားပါ